ဂျူဝါနိုရာဟာရာရီရဲ့ A Brief History of Humankind Sapiens ကိုဆရာမန်တီဟာတွန်းကဘာသာပြန်ထားတဲ့လူသားတို့၏တမိုင်းအနှစ်ချုပ်ဟီဆာအုတ်ကိုဖတ်ရှုခွင့်ပြုပါရန်ဆရာနဲ့တကွာသက်ဆိုင်သူများအားလုံးထံမှခွင့်တောင်းလိုက်ပါတယ်ရှင်။အပိုင်း23လွန်ခဲ့တဲ့နှစ်ပေါင်း၂000တွင်းမှာနတ်ဘုရားတပါးတဲ့ကိုကိုယ်ွယ်တဲ့ဧကနာထဘာသာဝင်တွေဟာ သူတို့ရဲ့ဘာသာပူအားကောင်းလာဖို့အတွက်အခြားသောပြန်ပဲဘာသာတရားအလုံးကိုထပ်ဖန်တလဲလဲအကျန်းဖက်ပြီးအပြတ်အသတ်နှိမ်နင်းခဲ့ကြတာပါအဲ့ဒါတကယ်လည်းအလုပ်ဖြစ်ခဲ့ပါတယ်81ရာစုမှဆိုရင်ကမ္ဘာပေါ်မှာဧကနာထဘာသာဆိုတာမရှိသလောက်ပါပဲ85ရာဝန်းကျင်မှာကမ္ဘာပေါ်ကအကြီးဆုံး empire တစ်ခုဖြစ်တဲ့ Roma Empire က Christian ဆိုရဖွဲ့စည်းကြီးဖြစ်ပြီ ရီးယန်သာသနာပြုတွေဟာဥရောပရဲ့ခြားသောနေရာတွေအာရှတိုင်းနဲ့အာဖရိကဒေသတွေကိုခရီးယန်ဝါဒပြန့်နှံ့စေခြင်းဖြင့်အလုံရှုံနေခဲ့ကြပါတယ်။ဗြဟ္မထောင်စုနှစ်ဖြစ်တဲ့ AD 1000လဲကြာရောဥရောပအနောက်အာရှမြောက်အာဖရိကဒေသကလူများစုဟာနတ်ဗျာတစ်ပါးတည်းကသာကုွယ်တဲ့ဧကနာထဘာသာဝင်တွေ ဖြစ်ကုန်ပါတော့တယ်။ Atlantic သမုဒ္ဒရာကနေဟိမဝန္တာတောင်တန်းထိခြေပြန့်တဲ့အမျိုးမျိုးသော Empire တွေဟာကြီးမြတ်တဲ့ တပားတဲ့သောဘုရားသခင်ကအုပ်ချုပ်ခွင့်အာဏာအနှင်းနယ်လို့ကြွေးကြော်ခဲ့ကြတယ်။16ရာစုသောပိုင်းလည်းရောက်ရောဧကနာထယုံကြည်မှုဝါဒဟာအရှိအာရှနဲ့အာဖရိက တောင်ပိုင်းကလွဲလို့အာရှအာဖရိကဒေသအများစုကိုလွှမ်းမိုးထားခဲ့တယ်။ပြီးတော့လည်းဆက်လက်ပြီးလက်တန်ရှိတခုပုံစံနဲ့တောင်အာဖရိကဒေသအမေရိကတိုင်းနဲ့သမုဒ္ဒရာပိုင်းဒေသတွေကိုဆက်လက်ပြန့်နှံ့သွားခဲ့ပါတယ်။ဒီနေ့ခေတ်မှာဆိုရင်အရှိအာရှဒေသကလူတွေကလွဲလို့ ဂျန်တဲ့လူအများစုဟာဧကနာထကိုယ်ခွေယုံကြည်မှုတစ်ခုမဟုတ်တစ်ခုကိုကိုးကွယ်ကြပြီးကမ္ဘာနိုင်ငံရေးစက်ကုံခင်းချင်းကလည်းဧကနာထယုံကြည်မှုရဲ့အခြေခံသဘောတရားတွေပေါ်မှာပဲတည်ဆောက်ထားတာဖြစ်ပါတယ်။ဒါ့ပြင်မဲ့လည်းဘဟုနာထယုံကြည်ကိုယ်ခွေမှုတွေကြားမှာနဲ့ဝိညာဉ်ကိုယ်ခွေမှုရှင်သန်ခဲ့တယ်လို့ဘဟုနာထယုံကြည်ကိုယ်ခွေမှုဟာလည်းဧကနာထယုံကြည်ကိုယ်ခွေမှုတွေကြားမှာဆက်လက်ရှင်သန်ခဲ့ပါတယ်။သီအိုရီရတော့လူတယောက်ဟာ အကျိုးလိုလားမှုတွေဆန္ဒအစွဲတွေရှိတဲ့စัจ java လားတစ်ခုလုံးကိုအစိုးရတဲ့အနန္တတကူရှင်ကိုယုံကြည်ပြီးတဲ့နောက်သူ့တကူအာနာရဲ့တစိုက်တစ်ပိုင်းသာရှိတဲ့နတ်ဘုရားကိုဘာလို့ကူးကွယ်နေတော့မှလဲသမရယုံကန်ကကို့အတွက်ပွင့်နေတယ်ဆိုရင်ဘယ်သူကများအောက်ခြေကနှိမ်စာဘျူရိုကရက်စီရေးစီဝင်ထွက်နေအောင်မှလဲ အမှန်တကယ်လည်းဧကနာထယုံကြည်ကိုးကွယ်မှုပါရဟာတပါးတည်းသောအနန္တဘုရားသခင်ကလွဲလို့အခြားသောနတ်ဘုရားအလုံးရဲ့ဖြစ်တည်မှုကိုညှင်းဆန်ပြီးအဲ့ဒီနတ်ဘုရားတွေကိုကိုးကွယ်ရတဲ့လူမှန်သမျှအပေါ်ကိုငြင်းမိတွေကန့်မိတွေရွာချမှာပဲဖြစ်ပါတယ်။ဒါ့ဝင်မဲ့လည်းဘုရားသခင်ဆိုင်ရာ theory ယူပါရအနေနဲ့တမိုင်းဆိုင်ရာလက်ရှိအမှန်တရားတွေချမှာကြောက်နေကြတဲ့ခုအမြဲချမ်းသာနေကြတာပါ။ ဧကနာထယူဆဟာလူများစုအတွက်အပြည့်အဝနားလည်ဖို့ခက်ခဲပါတယ်။ဒါကြောင့်လဲလူရီယာကဘာကြီးကိုသူတို့နဲ့ငါတို့ဖြစ်ဆက်လက်ခွဲကြနေပြီးသူတို့ရဲ့တာမညလိုအပ်ချက်တွေတက်လဲစက်ကြဝလာကိုအစိုးရတဲ့အနန္တတကုရှင်ဟာဝေးကွာလွန်တီးတန့်ဖြစ်နေလို့ပါတယ်။ဧကနာထယုံကြည်မှုဘာသာတရားတွေဟာနတ်ဗျာတွေကိုအိမ်ရှိတကားကနေတက္ကန္နနာစွန့်ပြစ်ကြပြီးအိမ်ပြတင်းပေါက်ကနေ တလှပြန်လက်ခံကြသလိုပါပဲဥမာအားဖြင့်ခရိယံဝါဒကိုပဲကြည်ပါရဲနာမျိုးမျိုးတတ်မှတ်ပြီးကိုးကွယ်လာတာအရင်ကဘုဥနာဌာနဗျာရင်းနဲ့တိတ်မချနာတော့ပါဘူးဂျူပီတာနဲ့ဗျာကယောမကိုကာကွယ်တယ်လို့ ဝစီလူပေါ်ချလီနတ်ဗျာက Estet Emperor ကိုကောက်ွယ်တယ်လို့မျိုး ခရီးယန်နိုင်ငံတိုင်းမှာလည်းခက်ခဲရီကိုကြော်လာနိုင်အောင်စစ်ပွဲရီကို နိုင်အောင်ကူညီဆောင်မတဲ့သူတို့ရဲ့ကိုပိုင်ရဟန္တာတွေရှိပါတယ်။အင်္ဂလန်ကို Saint George, Scotland ကို Saint Andrew, Hungary ကို Saint Stephen, ပြင်သစ်ကို Saint Martin စသဖြင့်ကောက်ွယ်ပေးထားပါတယ်။မြို့ကြီးတွေမြို့ငယ်တွေအသက်မွေးဝမ်းကြောင်းတွေကအစယောဂါတွေမှာတောင်းတစ်ခုချင်းစီအတွက်ရဟန္တာတွေရှိပါတယ်။ မီလန်မြို့ကို Saint Ambrose ကဆောင်းရှောက်ပြီး Venice မြို့ကို Saint Mark ကဆောင်းရှောက်ပါတယ်။မိဂိုခေါင်းနိုင် တန်ရှင်ရဲ့သမားတွေကို Saint Florence ကကာကွယ်ပေးပြီး Saint Matthew ကစိတ်ဒုက္ခရောက်နေတဲ့ခွန်ကောက်သူတွေကိုအကူအညီပေးပါတယ်။တကယ်လို့သင်ဟာခေါင်းကိုက်ဝေနာခံစားနေရဆိုရင် Saint Agathias စီမှာဆုတောင်းပါဒါပေမဲ့သွားကြိုက်နေတော့ယန်းနာအပိုလိုနီယာစီမှာဆုတောင်းတာကပိုပြီးအဆင်ပြေပါလိမ့်မယ်။ ခရိယန်ယန္တာတွေကရှင်ရခင်ကဘဟုနာတာနတ်ဘုရားတွေနဲ့ဆင်တူယုံတယ်မကပါဘူးအချိန်တော်တော်များများမှာပဲသူတို့ဟာအဲ့ဒီနတ်ဘုရားတွေမျက်နှာဖုံးဆွထားတာနဲ့တူပါတယ်ဥမာအနေနဲ့ခရိယန်ဝါဒရောက်မလာခင်က Celtic Ireland ရဲ့နတ်ဘုရားကြီးကက British နတ်ဘုရားမှာဖြစ်ပါတယ်အန်လာတနိုင်ငံလုံးလဲခရိယန်ပြောင်းသွားရော British နတ်ဘုရားမှာလဲခရိယန်နေခြင်းမင်္ဂလာခံလိုက်ရပါတယ် သူမဟာ Saint Bridget ဖြစ်လာပြီးဒီနေ့ထိတိုင် Catholic နိုင်ငံ Ireland မှာဆိုရင်လူတွေလေးမြတ်တာဆုံးရဟန္တာဖြစ်ရှိနေဆဲပါဘုဟုနာတာကိုးကွယ်ယုံကြည်မှုကဧကနာတာဘာသာတရားတွေကိုပဲမွေးထုတ်ခဲ့တာမဟုတ်ပဲဒွိနာတာဘာသာတရားတွေကိုလည်းမွေးထုတ်ခဲ့ပါတယ်ဒွိနာထကိုးကွယ်ယုံကြည်မှုတွေကအကောင်းနဲ့ဆိုဆိုတဲ့စန့်ကျင်ဘက်တကူအာနာနှစ်ခုရှင်ပြန်တည်ရှိကြတယ်ဆိုတဲ့အယူအဆကိုခိုင်ဆွဲပါတယ်။ဧကနာထဘာသာတရားတွေနဲ့မတူတဲ့အချက်က ဒိနာတာဘာသာတရားတွေဟာအစိုးအဗယ်ဆိုတာသူဟာသူတည်တန့်ရှိနေတဲ့တကူအာနာတကူလို့ယုံကြည်ကြတာပါဒီအစိုးတရားကိုမွန်မြတ်တဲ့ဘုရားသခင်ကဖန်ဆင်းတာမဟုတ်တယ်လို့ဘုရားသခင်ရဲ့လက်အောင်ငယ်သားတယောက်လည်းမဟုတ်ပါဘူးဒိနာတာဘာသာတရားအရာတော့စက်ကြဝဠာကြီးတကူလုံးကဒီအကောင်းနဲ့အစိုးဆိုတဲ့အာနာကုအပြန်ရာစစ်မြေပြင်ဖြစ်ပြီးလောကကြီးမှာဖြစ်ပျက်သမျှအရာအလုံးဟာဒီလွန်ဆွဲဘွဲရဲ့အစိတ်ပိုင်းတွေသာဖြစ်တယ်လို့ဆိုပါတယ် ဒွိနာတာဘာသာတရားရဲ့ကမ္ဘာအမြင်ဟာအလွန်ဆွဲဆောင်မှုရှိပါတယ်။ဘာလို့လဲဆိုတော့လူသားတွေရဲ့ခြေကံတွေးခေါ်ပြဿနာတစ်ခုဖြစ်ပြီး လူသည်လည်းများတဲ့အစိုးတရားရဲ့ပြဿနာမေးခွန်းတွေ problem of evil နဲ့ပတ်သက်တဲ့လူရင်းတို့ရှင်အဖြစ်ဒွိနာတာဘာသာမှာရှိလို့ပါ။ကမ္ဘာကြီးပေါ်မှာဘာလို့အစိုးတရားရှိနေတာလဲ။လောကကြီးမှာဘာလို့ဒုက္ခဆင်းရဲတွေရှိနေတာလဲ။လူကောင်းတွေဟာဘာလို့ဆိုးရွားတဲ့ကံကြမ္မာတွေကြုံနေရတာလဲ။စတဲ့မေးခွန်းတွေပေါ့။ ဧကနာထဘာသာဝင်တွေအတွက်တော့သူတို့ရဲ့အလုံးစုံကိုသိမြင်တဲ့အလုံးစုံကိုတတ်နိုင်တဲ့လုံးဝပြည့်စုံမြင့်မြတ်တဲ့ဖန်ဆင်းရှင်ဘုရားသခင်ကဘာလို့လောကကြီးမှာအခုလိုမျိုးဒုက္ခဆင်းရဲပေါင်းစုံကို ခွင့်ပြုထားတာလဲဆိုတဲ့အရာကိုရှင်းပြနိုင်ဖို့အတွက်စဉ်စားတွေးခေါ်မှုတွေအပတ်တကုတ်အပြင်းထန်လုပ်ရပါတယ်။လူသီးများတဲ့ရှင်းလင်းချက်တခုကတော့ဒါဟာဘုရားသခင်ကလူသားတွေပေါ်လွတ်လပ်တဲ့စိတ်ဆန္ဒကိုခွင့်ပြုထားတဲ့နည်းလမ်းပဲဖြစ်ပါတယ်။တကယ်လို့သာအစိုးတရားတွေ မရှိဘူးဆိုရင် လူသားတွေအနေနဲ့အကောင်းနဲ့အဆိုးကြမှာဘာမှရွေးချယ်နိုင်မှာမဟုတ်တဲ့အတွက်လွတ်လပ်တဲ့စိတ်ဆန္ဒဆိုတာလည်းရှိတော့မှာမဟုတ်ပါဘူးဒါပေမဲ့ဒီအဖြစ်ဟာလည်းလူတွေအနေနဲ့လိုလိုသိနေတဲ့အဖြစ်မဟုတ်တော့နောက်ထပ်မေးခွန်းအသစ်တွေချက်ချင်းပဲထွက်လာပါတယ်လွတ်လပ်တဲ့စိတ်ဆန္ဒကိုခွင့်ပြုထားတဲ့အတွက်လူသားတွေအနေနဲ့စိုးတရားကိုရွေးချယ်လို့ရတယ်တကယ်လည်းလူတော်တော်များများကမကောင်းတာကိုရွေးချယ်ကြပါတယ်ဒါပေမဲ့လည်း ဧကနာတာဘာသာတရားတွေရဲ့တတ်မှတ်ချက်တွေရတော့အခုလိုမျိုးမကောင်းမှုတွေရွေးချယ်မှုကိုဆုံးတက်မှာကတော့ဘုရားသခင်ကပြစ်ပေးမှာဖြစ်ပါတယ်။ဒါပေမဲ့လူတယောက်ဟာသူ့ရဲ့လွတ်လပ်တဲ့စိတ်ဆန္ဒကိုအသုံးချပြီးမကောင်းမှုကိုရွေးချယ်မယ်ဆိုတာကိုလည်းဘုရားသခင်ကကြိုသိနေပြီးရာလန်နေနဲ့လည်းအဲ့ဒီလူငရဲမှာဒါဝရပတ်လုံးပြည်တံခံစားဖို့အပြစ်ပေးမယ်ဆိုရင်ဘုရားသခင်ကသူ့ကိုဘာလို့ဖန်ဆင်းနေပါသေးတယ်လဲ။ ဖန်ဆင်းရှင်ဓမ္မပညာရှင်တွေကဒီမေကွန်းကိုဖြေဖို့အတွက်မရင်မထွက်နိုင်တဲ့ကြမ်းတွေပြုစုခဲ့ပြီးပါပြီ။ချိုးကတော့ဒီအဖြေတွေကိုကြီးနှက်ကြပါတယ်။ချိုးကတော့မကြီးနှက်ကြပါဘူး။ငင်းလို့မရတာတည်ကြတဲ့ချက်ကတော့ဧကနာထဘာသာဝင်တွေဟာဇိုတရားရဲ့ပြဿနာနဲ့ပတ်သက်ပြီးခြေလင်အောင်ဖြေရှင်းမှုခက်ခဲတယ်ဆိုတာပါပဲ။တွိနာထဘာသာဝင်တွေအတွက်တော့ဒီဇိုတရားဆိုတာကိုရှင်းပြဖို့လွယ်ပါတယ်။ လူကောင်းတွေဖြစ်ပေမဲ့ဇိုးတွေကြုံတွေ့ရခြင်းအကြောင်းရင်းကကမ္ဘာလောကကြီးကိုစီမံအုပ်ချုပ်နေသူဟာကောင်းမွန်တဲ့ဘုရားသခင်တဦးတည်းမှမဟုတ်တာလောကကြီးထဲမှာမကောင်းဆိုရာတကိုးဆွမ်းအင်တွေကလည်းသူဟာသူလွတ်လွတ်လပ်လပ်ပြန့်နှံ့နေတာကိုအဲ့ဒီမကောင်းဆိုရာတကိုးဆွမ်းအင်ကအဇိုးတွေကိုဖြစ်စေတာပါဒွိနာထဘာသာတရားမှာလည်းသူအားနေခြင်းနဲ့သူရှိပါတယ်အဇိုးတရားရှိခြင်းရဲ့ပြဿနာကိုဒွိနာထယုံကြည်မှုအမြင်ကပြေရှင်းပေးနိုင်မယ်အစီအစဉ်တကြကြည့်ခြင်းပြဿနာဆိုတဲ့အရာနဲ့ကြတော့လဲ ်ရိုင်းနေသွားပါတယ်။ဖန်ဆင်းရှင်ဘုရားသခင်တစ်ပါးကကမ္ဘာလောကကြီးကို ဖန်ဆင်းတာဆိုရင်အရာအလုံးဟာဘာလို့သူဟာနဲ့သူဟန်ချက်ကြီးအစီအစဉ်တကြရှိပြီးတူညီတဲ့ဥပဒေတွေကိုလိုက်နာကြရတာလဲဆိုတာရှင်းပါတယ်။ဒါပေမဲ့ကမ္ဘာလောကကြီးကိုစုံမအုပ်ချုပ်ရဖို့အကောင့်နဲ့ဆိုနေရာလို့တိုက်ပွဲဖြစ်နေကြတယ်ဆိုရင်ဒီစက်ကြဝလာတိုက်ပွဲမှာလိုက်နာရမယ့်ဥပဒေတွေကိုဘယ်သူကချမှတ်တာလဲဥပမာရန်ဘက်နိုင်ငံနဲ့နိုင်ငံဟာနိုင်ငံချင်းချင်းစစ်ဖြစ်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့အဲ့ဒီနိုင်ငံလုံးမှာရှိတဲ့ယူပဗေဒသဘောတရားတွေကတူတူပဲဖြစ်လို့ပါပါကစ္စတန်ကနေပြစ်လိုက်တဲ့ဒုံးကျည်တစ်စင်းဟာအိန္ဒိယကပြစ်မှတ်တကူကိုထိမှန်ပါပဲဘာဖြစ်လို့လဲဆိုတော့ dress wear အားအလုပ်လုပ်ပုံကနိုင်ငံလုံးမှာတူတူပဲဖြစ်တာကိုအကောင်းနဲ့ဆိုတိုက်ပွဲဖြစ်ကြတဲ့အခါမှာလဲဘယ်လိုမျိုးပုံဥပဒေတွေကိုသူတို့လိုက်နာကြပါသလဲအဲ့ဒီဥပဒေတွေကိုဘယ်သူကချမှတ်ပြဋ္ဌာန်းပါသလဲဒါကြောင့်ဧကနာဒယုံကြည်မှုကအရာ အလုံးဟန်ချက်ညီ အစီအစဉ်တခြားရှိခြင်းကိုရှင်းပြနိုင်ပေမဲ့လောကကြီးမှာရှိနေတဲ့အစိုးတရားနဲ့ပတ်သက်လို့တော့ရှင်းရှင်းလင်းလင်းမရှိတော့ဘူး။ဒွိနာထကိုးကွယ်ယုံကြည်မှုကအစိုးတရားရဲ့အကြောင်းကိုရှင်းပြနိုင်တယ်။ဒါပေမဲ့လည်းအရာအလုံးဟန်ချက်ညီကျနာနေတော့သူလည်းမျက်စိလဲသွားရောဒီပု္ပ္ပာကိုကြိုးချောင်းချဖြေရှင်းနိုင်တဲ့ဤလန်းတစ်ခုတော့ရှိပါတယ်။အဲ့ဒါကတော့ဒီဌာနဆက်ကြောင်လာကြီးတစ်ခုလုံးကိုအရာအလုံးကိုတက်ဆွမ်းနိုင်တဲ့ဖန်ဆင်းရှင်ဘုရားသခင်တစ်ပါးကဖန်ဆင်းထားတာဖြစ်ပြီး ဲ့ဒီဘုရားသခင်ဟာမကောင်းဆိုရဖြစ်တယ်ဆိုတာပါပဲတိုးဝင်မဲ့လည်းအခုလိုမျိုးတွေးခေါ်ကိုစိတ်ကူးရတဲ့တက်တီမျိုးလူသမိုင်းတခြားဘယ်သူမှမမရှိပါဘူးဒွိနာထဘာသာတွေဟာလွန်ခဲ့တဲ့နှစ်တထောင်ကျော်ကပြန့်ပွားထွန်းကားခဲ့ကြပါတယ်ဘီစီ1500နဲ့ဘီစီ1000ကြားကာလမှာဆိုလိုအက်စတာတုံးဟုတ်ဇရသူတရဆိုတဲ့တမန်တော်တပါးဟာအရှိအလဲပိုင်းဒေတာမှာတက်ရှိထင်ရှားနေထိုင်ခဲ့ပါတယ်။သူတီထောင်ခဲ့တဲ့အခိုင်းဟာဆိုရင် မျိုးဆက်တစ်ခုကနေနောက်တစ်ခုအထိလက်ရှိငယ်တည်ဆောင်လာကြတာနောက်ဆုံးမှာတော့အဲ့ဒီဒေတာမှာရေးပါစုံ တွိ နာတာဘာသာဖြစ်တဲ့ Zoro Esther ဘာသာဖြစ်လာပါတယ် Zoro Esther ဘာသာရဲ့အမည်ရကမ္ဘာလောကကြီးဟာသူ့စရိုက်နတ်ဘုရားအာဟုရမာဇာနဲ့ဒူးစရိုက်နတ်ဘုရားအင်္ဂရာမင်းရိုဂျာကဆက်ကြောင်လာတိုက်ပွဲပဲဖြစ်ပါတယ်ဒီတိုက်ပွဲမှာလူသားတွေကသူ့စရိုက်နတ်ဘုရားကိုကူညီရမှာပါ Zoro Esther ဘာသာဟာ အကီမနစ်ပါရှန်အမ်ပါရိုင်းမာအေးပါတဲ့ကိုယ်ခွင့်ယုံကြည်မှုတစ်ခုဖြစ်ပြီးနောက်ပိုင်းဆာဆနစ်ပါရှန်အမ်ပါရာမှာတော့တရားဝင်နိုင်ငံတော်ဘာသာဖြစ်လာခဲ့ပါတယ်။နောက်ပိုင်းမှာရှေ့လယ်ပိုင်းဒေသနဲ့အာရှလယ်ပိုင်းဒေသအကုန်လုံးပေါ်မှာဇိုရိုအက်စတာဘာသာကကြီးမားတဲ့လွှမ်းမိုးမှုတွေကိုတက်ရောက်ခဲ့ပြီးအခြားသောအထွေနာတာယုံကြည်ကိုယ်ခွင့်မှုတွေဖြစ်တဲ့အသိပညာဗဒနာဝါဒအလင်းမောင်ဗဒနာဝါဒတွေဖြစ်တဲ့မာနကီဘာသာစာရာတွေကိုလည်းပေါ်ထွက်လာစေခဲ့ပါတယ်။ ပါရှန်အမ်ပါရာက BC 950ရာနေ330ကျမှာပေါ်ထွန်းခဲ့ပြီးတော့မှစာဆန်းနဲ့ပါရှန်အမ်ပါရာကတော့ AD 224ကနေ635ကျမှာပေါ်ထွန်းခဲ့တာပဲဖြစ်ပါတယ်။ AD 3ရာစုလေးရာစုအတွင်းမှာအလင်းမောင်ပရာနာဝါရယုံကြည်မှုဟာတရုတ်ကနေမြောက်အာဖရိကထိကြဲကြဲပြန့်ပြန့်ပြန့်နိုင်ခဲ့ပြီးအဲ့ဒီချိန်တုန်းကရောမအမ်ပါရာကိုစုမှုအနေနဲ့ခရစ်ယာန်ဝါဒယုံကြည်မှုကိုအနာယူလွှမ်းခြုံတော့မလို့ဖြစ်ခဲ့ပါသေးတယ်။ ို့ပေမဲ့လည်းအလင်းမောင်ဗရာဏဝါရဟယောမအမ်ပါရာမှာခရီးယံဘာသာဝင်တွေကိုရှုံးပေးလိုက်ရပြီးဆာဆန်တဲ့အမ်ပါရာကဇိုရိုအက်စတာဘာသာကိုတော့ဧကနာဒယုံကြည်သက်ဝင်မှုဖြစ်တဲ့မွတ်စလင်တွေကဖုံးလွှမ်းသွားပါတယ်။နောက်တော့လည်းတွိနာဒကိုးကွယ်ယုံကြည်မှုတွေဟာတဖြည်းဖြည်းလျှော့ကြပြောက်ွယ်သွားပါတယ်။ဒီနေ့ခေတ်မှာဆိုရင်တွင်နာတာယုံကြည်ကိုယ်ကိုယ်သူအသားဝင်းတွေဟာလက်တဆုပ်စာလောက်တာအိန္ဒိယနဲ့ရှေ့အလယ်ပိုင်းဒေသတွေမှာခြံရစ်ပါတော့တယ် တို့ပေမဲ့လည်းဧကနာထယုံကြည်ကိုးကွယ်မှုတွေရဲ့ဒီရေလိုင်းလုံးတွေကဒွိနာထယုံကြည်မှုတွေကိုလုံးလုံးပြန့်ကွယ်သွားအောင်မလုပ်ခဲ့ပါဘူးဂျူးခရစ်ယာန်နဲ့မွတ်စလင်ဧကနာထဘာသာတွေဟာဒွိနာထကိုးကွယ်မှုရဲ့ယုံကြည်မှုတွေကျင့်ကြံမှုတွေအများကြီးကိုဆုပ်ယူထားကြပါတယ်ဧကနာထကိုးကွယ်ယုံကြည်မှုရဲ့အခြေခံချဆောင်သောတချို့အယူအဆတွေကအမှန်တကယ်တော့ဒွိနာထဘာသာတွေမှာမူလအစပြုအခြေတည်ကြတာပါမရေပတ်ွက်နိုင်အောင်များပြားလာတဲ့ခရစ်ယာန်တွေမွတ်စလင်တွေဂျူးတွေကအင်တန် တကူးဆွမ်းအားကြီးမားတဲ့မကောင်းတဲ့မိစ္ဆာနှက်ပြားကိုယုံကြည်ကြပါတယ်။ဥမာခရိယန်နီခေါ်တဲ့စာတန်မာနက်လိုဟာမျိုးပေါ့။စာတန်မာနက်ဟာသူ့ဟာသူလွတ်လွတ်လပ်လပ်ယက်တီလှောက်ရှားနိုင်ပြီးကောင်းမွန်တဲ့ဘုရားသခင်ကိုတိုက်ခိုက်သူပါ။ဘုရားသခင်ရဲ့ခွင့်ပြုချက်မပါဘဲနဲ့မကောင်းမှုဒုစရိုက်တွေဖြစ်အောင်လဲလှုံ့ဆော်ဖန်တီးပါတယ်။အခုလိုမျိုးဓမ္မကျမ်းဟောင်းမှာလုံးဝမတွေ့ရတဲ့ဒိနာထယုံကြည်သက်ဝင်မှုအယူဆတစ်ခုကိုဧကနာထဘာသာကိုးကွယ်သူတွေအနေနဲ့ဘယ်လိုများလိုက်နာနိုင်ကြတာပါလဲ။ အကျိုးသိအကြောင်းသင်စဉ်းစားမယ်ဆိုရင်တော့ဒါဟာမဖြစ်နိုင်တဲ့အရာပါအလုံးစုံကိုတတ်နိုင်တဲ့ဘုရားသခင်ကိုယုံရင်ယုံသို့မဟုတ်မတူ क्वे ပြတဲ့တကူအာရာနှစ်ခုနှစ်ခုစလုံးမှာလည်းအလုံးစုံကိုတတ်နိုင်တဲ့တကူဆွဲအာရာမရှိဘူးပေါ့နော်အဲ့ဒါကိုယုံရမှာပါပဲတို့တိုင်အောင်လူသားတွေမှာလုံးဝဆန့်ကျင်မဲ့အရာတွေကိုပြိုင်တူလက်ခံနိုင်တဲ့အံ့ဩစရာကောင်းတဲ့အစွမ်းရှိပါတယ်ဒါကြောင့်လည်းအလွန်ပါသာတရားကမ်းဆိုင်တဲ့တန်းတဲ့ချီတော်ခရိယန်တွေမွတ်စလင်တွေဂျူးတွေအလုံးစုံကိုတတ်နိုင်တဲ့တပါးတဲ့သောအနန္တ တကူရှင်ဘုရားသခင်ကိုယုံကြည်ကြပြီးတစ်ချိန်တည်းမှာပဲသူဟာသူတီးကြရှိတဲ့မိစာနှက်ဆိုးကိုလည်းယုံကြည်ကြတယ်ဆိုတာမှန်အော်တင်ပါဘူးဂျူးတွေဆိုရင်ဒါတည်းမကပဲအကောင်းဘက်ကရှိတဲ့ဘုရားသခင်ကမကောင်းမိစာနှက်ဆိုးကိုတိုက်ထုတ်ဖို့ငါတို့ရဲ့အကူအညီကိုလိုအပ်တယ်ဆိုတဲ့အထိယုံကြည်ကြပြီးလှုပ်ဆောင်ကြတာဟာတခြားဘာသာတွေကလည်းဘာသာရေးစစ်ပွဲတွေဖြစ်တဲ့ဂျီဟတ်တွေခရုစိတ်စစ်ပွဲတွေလှုပ်လာကြတဲ့အထိပါပဲ နောက်ထပ်ရည်ကြီးတဲ့တွိနာတာဘာသာယုံကြည်မှုတစ်ခုဖြစ်ပြီးအထူးသဖြင့်အသိပညာပဓာနာကိုးကွယ်ယုံကြည်မှုအလင်းမောင်ပဓာနာမာနကီဘာသာကိုးကွယ်ယုံကြည်မှုတွေမှာတွေ့ရတာကတော့ ရုပ်ခန္ဓာနဲ့နံဝိညာဉ်ကြားဒရဝိတုနံဝိညာဉ်တွေကြားကသိတာတင်ရှားတဲ့ကွဲပြားမှုတွေပါပဲအသိပညာပရဏာကိုးကွယ်သူတွေအလင်းမောင်ပရဏာကိုးကွယ်သူတွေကကမ္မဏ္ဍနဲ့ဗျာကလူတွေရဲ့နံဝိညာဉ်နဲ့ဝိညာဉ်တွေကိုဖန်တီးပြီးဒရဝိတုနဲ့လူခန္ဓာကိုကတော့မကောင်းတဲ့နဲ့ဗျာရဲ့ဖန်တီးမှုပါဒါကြောင့်အခုလိုအမြင်ရလူသားဟာမကောင်းတဲ့ကိုယ်ခန္ဓာနဲ့ကောင်းတဲ့နံဝိညာဉ်ကြားကဒါကြောင့်အခုလိုအမြင်ရလူသားဟာမကောင်းတဲ့ကိုယ်ခန္ဓာနဲ့ ကောင်းတဲ့နံဝိညာဉ်ကြားကတိုက်ပွဲဖြစ်ပွားရာမြေပြင်ဖြစ်ပါတယ်။ဧကနာထဘာသာမြင်ကအကြည့်ပဲဆိုရင်တော့ဒါဟာလုံးဝအထိပ်ပဲမရှိပါဘူး။ဘာလို့များအခုလို ရုပ်ခန္ဓာနဲ့နံဝိညာဉ်ကြား၊ဒရဝိတုနဲ့ဝိညာဉ်တွေကြားကတိတိတသာခွဲစရာလိုပါတယ်။ ဘာလို့လူတွေရဲ့ရုပ်ခန္ဓာနဲ့ drawway တွေကမကောင်းတဲ့အရာတွေပါလို့ပြောရတာလဲ။အရာခက်သိန်းကိုကောင်းမွန်တဲ့ဖန်ဆင်းရှင်ဘုရားသခင်က ဖန်တီးထားတာပဲ။ဒါပေမဲ့လည်းဧကနာထဘာသာဝင်တွေအနေနဲ့ဒွိနာထဘာသာတွေရဲ့ဆန့်ကျင်ဘက်နှမျိုးအမြင်ကိုသဘောမကျပဲမနေနိုင်ပါဘူး။ဘာလို့လဲဆိုတော့လောကကြီးမှာဆိုးတရားတွေရှိခြင်းရဲ့ပြဿနာကိုဖြေရှင်းပြနိုင်လို့ပဲဖြစ်ပါတယ်။ဒါကြောင့်မဲ့နောက်ဆုံးမှာတော့ဒီဆန့်ကျင်ဘက်သဘောတရားတွေဟာခရစ်ယာန်နဲ့မွတ်စလင်ကိုးကွယ်ယုံကြည်မှုတွေရဲ့ပေမတောက်တိုင်တွေဖြစ်လာပါတော့တယ်။ ကောင်းကင်ဘုံကိုယုံကြည်ခြင်းကောင်းမွန်သောဘုရား၏ဒုက္ခဘုံငရဲကိုယုံကြည်ခြင်းဆိုးရွားသောဘုရား၏ဒုက္ခဘုံစတာတွေဟာဒွိနာထဘာသာတွေမှာမူလအခြေခံစပြုပါတယ်ကိုခန္ဓာတည်ဆုံးပြီးနောက်ပိုင်းမှာလဲလူတွေရဲ့ဝိညာဉ်တွေဟာဆက်လက်အသက်ရှင်နေကြတယ်ဆိုတဲ့ယုံကြည်မှုမျိုးဟာဓမ္မဟောင်းချမ်းမှာဘာတဲလွန်စားမှမရှိပါဘူး ဒီကဲမှာတော့သမိုင်းတခြားပြန်ကြည့်မယ်ဆိုရင်ဧကနာထကိုးကွယ်ယုံကြည်မှုဟာဧကနာထဝါရီဒွိနာထဝါရီဘဟုနာထဝါရီနတ်ဝိညာဉ်ကိုးကွယ်မှုလက်ကျန်စတဲ့ရာတွင်အလုံးကိုအတူရောသမမှွေပြီးတခုတည်းသောနတ်ဘုရားရဲ့အုပ်စိုးမှုအောက်မှာထည့်သွင်းလိုက်တာပါပဲ ဒါကြောင့်လဲရိုးရိုးတမ်းတမ်းခရိယံဘာသာဝင်တယောက်ဟာဧကနာထဆိုင်ရာတစ်ခုတည်းသောဖန်ဆင်းရှင်ဘုရားသခင်ကိုယုံကြည်တယ်။တစ်ချိန်တည်းမှာပဲတွိနာထရရဲ့ဘုရားသခင်ရဲ့ယံဘက်နတ်ဆိုးမိတ်ဆာဘဟုနာထရရဲ့ယန်းနာစိတ်အနေနဲ့တကနတ်ဝိညာဉ်ကိုကိုယ်သူတွေရဲ့တစေတရေတွေကိုပါယုံကြည်ကြပါတယ်။ဘာသာတရားတွေကိုလေ့လာတဲ့ပညာရှင်တွေကအခုလိုအမျိုးမျိုးသောဘာသာရေးဓလေ့ထုံးတမ်းအလေးအထရေးစီကစုပေါင်းရယူထားပြီးမတူကွဲပြားဆန့်ကျင်ဘက်ပါဖြစ်တဲ့ အယူအဆတွေအားလုံးကိုတပြိုင်တည်းလက်ခံယုံကြည်ထားတဲ့ဘာသာတရားကိုအမိပေးထားတာ ရှိပါတယ်။အဲ့ဒါကိုစုပေါင်းဘာသာတရား syncretism လို့ခေါ်ပါတယ်။တကယ်တမ်းကျတော့ကဘာပေါ်ကအကြီးအကျယ်ဆုံးဘာသာတရားဟာဒီစုပေါင်းဘာသာတရားဖြစ်ဖို့များပါတယ်။အခုဆိုရင်ကျွန်တော်တို့ဆွေးနွေးခဲ့တဲ့များဘာသာတရားအားလုံးမှာတူညီတဲ့အရေးကြီးဝိသေသလက္ခဏာတရားရှိပါတယ်။အဲ့ဒါကတော့သူတို့အားလုံးဟာဖန်ဆင်းရှင်နဲ့ပြားတွေနဲ့ တဘာဝလုံးဖြည့်ရပုံကိုယ်တွေပေါ်ယုံကြည်တတ်ဝင်မှုကိုအလေးထားကြရဲဆိုတာပါပဲ။ဧကနာတတဘာရဲသောဘုရားကိုယုံကြည်ခြင်းနဲ့အခြားသောနတ်ဘုရားမျိုးမျိုးကိုတတ်ဝင်ယုံကြည်တဲ့ဂိုင်းတွေနဲ့အတိကရင်းနှီးလာတဲ့အနောက်တိုင်းသားတွေအတွက်တော်တာဟာဘာမှမဆန်းတယ်လို့ပါ။တကယ်တမ်းမှာတော့ကဘာဝကဘာသာတရားတွေရဲ့သမိုင်းကိုလေ့လာကြည့်မယ်ဆိုရင်ဖန်ဆင်းရှင်နတ်ဘုရားတွေအကြောင်းမှာပဲအဆုံးသတ်တာမဟုတ်ပါဘူး။ ဘေးစီပထမထောင်စုနှစ်မှာဆိုရင်အသစ်တော်ဘာသာတရားတွေအမျိုးမျိုးအာရှအာဖရိကဒေသတစ်လျှောက်မှာစတင်ပြန့်နှံ့ခဲ့ပါတယ်။အဲ့ဒီဘာသာတရားအသစ်တွေကအိန္ဒိယကဂျိန်းဝါဒနဲ့ဗုဒ္ဓဝါဒ၊တရုတ်ကတာဝါဝါဒနဲ့ကွန်ဖျူရှားဝါဒ၊မြေနဲ့ပင်လယ်ဒေသမှာစထရိတ်ဝါဒ၊စစ်နိဝါဒနဲ့အပီချိုရက်ဝါဒစတဲ့တက်ဝင်ယုံကြည်မှုတွေဟာတရုတ်ရှင်နဲ့ပြားတွေဆိုတာကို လုံးဝဖြစ်ပေကြပါတယ်။အဲ့ဒီတဝင်ယုံကြည်မှုတွေလက်ခံတာကဒီကမ္ဘာလောကကြီးကိုအခုလိုလဲပတ်စေတဲ့လူတွေလည်းမတက်နိုင်တဲ့ဒီအင်အားကြီးဟာနတ်ဘုရားတွေရဲ့လူအင်စိတ်ဆန္ဒတွေမဟုတ်ပဲတဘာဝတရားကြီးရဲ့နှိယာမသဘောတရားတွေသာဖြစ်တယ်လို့ယုံကြည်ကြတာပါ။တချို့တော့ဒီတဘာဝနှိယာမကိုယ်ွယ်ယုံကြည်မှုတွေကနတ်ဘုရားတွေတည်ရှိခြင်းကိုလက်ခံကြပေမဲ့ တို့နဲ့ဗျာတွေကလူတရိတ်ဆန်အပင်တွေနဲ့မချာတဘာဝတရားရဲ့အနိယာမသဘောတရားတွေကိုနာခံကြရပါတယ်။ဆင်းရွေဖြူကောင်းတွေဂေဟဆနစ်ကြီးထဲမှာကိုယ်နေရာနဲ့ကိုနေကြတယ်လို့ပဲတကုရှင်နဲ့ဗျာတွေလည်းဒီတဘာဝဂေဟဆနစ်ကြီးမှာသူ့နေရာနဲ့သူရှိကြတယ်။ဆင်းတကောင်ကတဘာဝတရားကိုမချိုးဖောင်နိုင်တယ်လို့ပဲတကုရှင်နဲ့ဗျာတွေကလည်းမချိုးဖောင်နိုင်ပါဘူး။ ဥပမာပြလို့ရတဲ့အတိတာထင်ရှားဆုံးတဘာဝနိယာမဘာသာတရားကတော့ဒီနေ့အထိလည်းအဓိကကမ္ဘာဘာသာကြီးတွေကတစ်ခုဖြစ်တဲ့ဗုဒ္ဓဘာသာပါပဲဗုဒ္ဓဘာသာရဲ့အဓိကပုံရိပ်ကတော့နတ်ဘုရားတစ်ပါးမဟုတ်ဘဲလူသားတစ်ယောက်ဖြစ်တဲ့တိတ်တရဂေါရမဖြစ်ပါတယ် ဗောဓဝင်ကျမ်းတွေရဲ့ဆိုရာဂေါရမကလွန်ခဲ့တဲ့ BC 900လောက်ကဟိဘဝင်တာတောင်ချီမှာရှိတဲ့နိုင်ငံငယ်တစ်ခုကိုအမွေဆက်ခံရမယ်မင်းသားတစ်ပါးပဲဖြစ်ပါတယ်။အဲ့ဒီမင်းသားငယ်ဟာပတ်ဝန်းကျင်မှာသူမြင်တွေ့နေရတဲ့ဒုက္ခဆင်းရဲကိုကြည့်ပြီးတန်ဝေကရခဲ့တယ်။ယောက်ျားမိန်းမကလေးငယ်တက်ကြီးရွယ်ဦးစတဲ့အရွယ်သုံးမအကုန်လုံးကံကြမ္မာစုတွေ ဖြစ်တဲ့စစ်ပွဲယောဂါကဆူစတဲ့အရာတွေကြောင့်ဒုက္ခဆင်းရဲခံစားရတာမိန်းမကမြင်တယ်။ဒါအပြင် လူတွေဟာစိုးရိမ်တော့ကဒေါသစိတ်မကျေနပ်မှုစတဲ့အရာတွေကြောင့်မှစိတ်ဆင်းရဲဒုက္ခရောက်ကြရပြီးဒါတွေအလုံးဟာလူ့ဘဝနဲ့ခွဲခြားမရပဲတစိတ်တစ်ပိုင်းနဲ့ဖြစ်နေတာကိုမြင်တယ်။ လူတွေဟာစည်းစိမ်အာဏာတွေနောက်ကိုလိုက်ကြတယ်။ဘ ഹു တုဒတွေပိုင်ဆိုင်မှုတွေကိုစုဆောင်ကြတယ်။ဒါသမီးတွေမွေးကြပြီးအိမ်တွေနန်းတော်တွေတိစောက်ကြတယ်။တို့ပေမဲ့လည်းသူတို့ဘလို့ရာမျိုးကိုရရှိပိုင်ဆိုင်ပြီးဖြစ်ပါစေ။ဘယ်တော့မှစိတ်ထင်းနေခြင်းမရှိကြဘူး။ဆင်းရဲတဲ့လူတွေကချမ်းသာကြွယ်ဝဖို့အိမ်မက်ကြတယ်။ငွေတသန်းရှိတဲ့သူကနှစ်သန်းလိုချင်တယ်။နှစ်သန်းရှိတဲ့ချမ်းသာတဲ့သူတွေက၁၀သန်းချမ်းသာချင်တယ်။အလွန်ချမ်းသာ ကြော်ကြကြွယ်ဝပါတယ်ဆိုတဲ့သူတွေတောင်မှစိတ်ကျေနပ်မှုမရှိကြဘူးလူတွေဟာတော်မတတ်နိုင်တဲ့စွင့်တော်ကပူပန်မှုမျိုးမျိုးရဲ့နှိမ့်ဆက်ခြင်းကိုခံရပြီးတဲ့နောက်မှာ ယောဂဝေဒနာအိုမီချင်းနဲ့တည်ချင်းတရားတို့ကလူ့ဘဝကိုခါခါတီးတီးအဆုံးသတ်ပေးတယ်။အဲ့ဒီခါလဲကြာရောဘဝတခြားလုံးစူးစမ်းလာခဲ့တဲ့များအရာအလုံးဟာမိကိုလိုပဲတမဟုတ်ချင်းပြောက်ွယ်သွားရောလူ့ဘဝဆိုတာဘာမှအတိတ်ပဲမရှိပဲနိုင်သူမရှိတဲ့ကြွက်အပြေးပြန်ပွဲတစ်ခုလိုပါပဲ။ဒါပေမဲ့ဒီအရာကနေဘယ်လိုလွတ်မြောက်ကြမလဲ။အသက်29နှစ်အရွယ်မှာဂေါရမဟာညကြီးတကောင်နန်းတော်ကနေတိတ်တဆိတ်ခိုးထွက်ခဲ့ပြီး သူ့မိသားစုနဲ့ပိုင်ဆိုင်မှုအားလုံးကိုဆွံ့လွှတ်ခဲ့ပါတယ်။အဲဒီနောက်အိန္ဒိယမြောက်ပိုင်းတခြားမှာ ခြေသလုံးအိမ်တိုင်းတယောက်ဖြစ်နေခီးဆန့်ပြီးဒီဒုက္ခဆင်းရဲကနေလွတ်မြောက်ရာကိုရှာဖွေခဲ့တယ်။ဟိန္ဒူเจ้าမျိုးမျိုးမှာတွားလိလာခဲ့ပြီးဂုရုဆရာကြီးတွေရဲ့ချင်းရင်မှာနေရင်နာယူကျင့်ကြံခဲ့တယ်။ဒါပေမဲ့အမတ်တကယ်လွတ်မြောက်မှုကိုသူမခံစားရပဲစိတ်ထဲမှာမကျေနပ်မှုတစ်ခုခုအမြဲကျန်နေခဲ့တယ်။တိုးပေမဲ့လည်းသူစိတ်မပြတ်ခဲ့ဘူး။ဒီဒုက္ခဆင်းရဲကနေအပြီးတိုင်းလွတ်မြောက်ရာနိလန်းကိုသူ့နီးသူဟန်နဲ့မတွေ့မချင်းရှာဖွေသွားမယ်လို့ဆုံးဖြတ်ခဲ့တယ်။ ဒီလိုနဲ့လူသားတွေရဲ့ဒုက္ခဆင်းရဲကိုဖြစ်စေတဲ့နှစ်သာရအကြောင်းတရားနဲ့ကုစားနီနီလန်းတွေ၆နှစ်ကြာတရားထိုင်ရင်ရှာဖွေခဲ့တယ်။နောက်ဆုံးမှာတော့ဂေါရမသဘောပေါက်လိုက်တာကဒုက္ခဆင်းရဲဆိုတာကံကောင်းလို့မတရားတဲ့လူမှုရေးစနစ်ကြောင့်ဒါမှမဟုတ်တကုရှင်နဲ့ဗျာတွေရဲ့စိတ်ဆန္ဒတွေကြောင့်ဖြစ်တာမဟုတ်ဘူးဆိုတာပဲ။တကယ်တော့လူတယောက်ရဲ့ဒုက္ခဆင်းရဲဆိုတာအဲ့ဒီလူရဲ့အတွင်းစိတ်သဘောထားတွေကြောင့်သာဖြစ်တယ်ဆိုတာပါပဲ။ ဂေါရမသဘောပေါက်လိုက်တဲ့အသည့်အမြင်က လူစိတ်ဟာဘာကိုပဲကြုံတွေ့ရသည်ဖြစ်ပါစေလူရင်းဆန္ဒတွေနဲ့တုံ့ပြန်နေဆိုတာပါပဲလူရင်းဆန္ဒတွေဆိုတာဟာအမြဲပဲစိတ်စည်းရဲမှုကိုဖြစ်စေပါတယ်စိတ်ဆိုတာသူမကြိုက်တာတခုခုနဲ့ကြုံတွေ့ရတာနဲ့အဲ့ဒီစိတ်ညစ်စရာကိုဖယ်ရှားပြစ်ဖို့လိုလားတာပါပဲ သူနှစ်သက်တဲ့အရာတခုခုကိုကြုံရပြီဆိုလဲစိတ်ဆိုတဲ့အရာဟာအဲ့ဒီနှစ်သက်ခံစားစရာဆက်လက်ရှိနေပြီးဒီထက်ပိုဒိုးလာဖို့လိုလားပါတယ်ဒါကြောင့်စိတ်ဆိုတာအမြဲတမ်းမကြည်မနှက်တဲ့ကံတော်မငြိမ် ဖြစ်နေတာပါကျွန်တော်တို့မကြိုက်တဲ့အရာတွေဥပမာ နာကျင်တဲ့ဝေနာမျိုးတွေ့ကြုံရပြီဆိုရင်ဒါတွေပိုလို့တောင် ရှင်းလင်းထင်ရှားလာပါတယ်ဒီနာကျင်မှုရှိနေတဲ့ရေကျွန်တော်တို့ဟာမကြင်မနက်ဖြစ်ကြပြီးဒီနာကျင်မှုကိုရှောင်လွှဲလို့ရအောင်တတ်နိုင်သမျှအားထုတ်ကြပါတယ်ဒါပေမဲ့ကျွန်တော်တို့ကြိုက်နှစ်သက်တဲ့အရာတွေနဲ့ကြုံရတဲ့အခါကျတော့လေကျွန်တော်တို့စိတ်ကျေနပ်သွားတယ်လို့မရှိပါဘူးအဲ့ဒီစိတ်ကျေနပ်စရာလေးပြောက်ွယ်သွားမှာကိုကျွန်တော်တို့ဆိုရင်ကြောက်ချနေကြတယ်ဒါမှမဟုတ်ဒီတဲ့ဘိုးစိတ်ကျေနပ်စရာကောင်းတဲ့ အခြေအနေဖြစ်လာဖို့ကျွန်တော်တို့မျှော်လင့်ကြတယ်လူတွေဟာအချစ်ဆိုတဲ့အရာကိုရှာတွေ့ဖို့နှစ်ပေါင်းများစွာကြိုတင်စိတ်ကူးရင်အိမ်မက်မက်ကြတယ်ဒါပေမဲ့ရှာတွေ့ကြတဲ့အခါကျတော့လည်းစိတ်တန်းကြကျေနပ်ကြတယ်ဆိုတာအလွန်ရှားပါတယ်တချို့ကသူတို့ချီရတဲ့သူသူတို့နားကထွက်သွားမှာကိုဆိုရင်လည်းတချို့ကဈေးပေါ်ပေါ်လူနဲ့အခြေချလိုက်ရတာကိုနောင်တရပြီးဒီတဲ့ပိုကောင်းတဲ့လူကိုမရွေးခက်လိချင်းဆိုပြီးဝမ်းနေတယ်ဒါနဲ့မကခုနကပြောခဲ့တဲ့ဖြစ်ရနှစ်ခုစလုံးခံစားနေတဲ့လူတွေကျွန်တော်တို့ဝင်းချင်မှရှိတာကျွန်တော်တို့သိတာပဲ ကြီးကျယ်တဲ့နှက်ပြားတွေကမိုးရေရောအောင်လုပ်နိုင်တယ်။ကောင်းမွန်တဲ့လူမှုဆောင်အုံတွေကတရားမျှတမှုနဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေပေးနိုင်တယ်။ကံတရားရဲ့မျက်နှာသာပေးမှုကြောင့်ကျွန်တော်တို့မီလီယံနာတစ်ထည်ဖြစ်နိုင်တယ်။ဒါပေမဲ့ ဒါတွေအားလုံးတွေကတခုမှကျွန်တော်တို့ရဲ့စိတ်နေသဘောထားပုံစံကိုပြောင်းလဲမှုမပေးနိုင်ဘူး။ဒါကြောင့်မယ်အကြီးမြတ်ဆုံးရှင်ဘုရင်တွေတောင်မှစိတ်စင်ရရတဲ့ဘဝနဲ့အသက်ရှင်ကြဝမ်းနဲ့ပူဆွေးတော့ကရောက်ချင်းရနေလို့မြောက်အောင်အမြဲရှောင်ပြေးနေရပြီးပုခန်းနာပုံကြီးကျတဲ့နှစ်သက်ခံစားစရာအပျော်ရိနောက်ကိုအမြဲလိုက်ကြတာပါ။ ဂေါရမတွေ့ရှိခဲ့တာကဒီဒုက္ခတန္တရာဆက်ဝင်းကနေလွမြောက်ရာလမ်းရှိပါတယ်။စိတ်ကနှစ်သက်စရာကိုဖြစ်စေမနစ်မြွတ်စရာကိုဖြစ်စေကြုံတွေ့ခံစားရတဲ့အခါအရာရာတိုင်းကိုရိုးရိုးရှင်းရှင်းပဲအရှိကိုအရှိတိုင်းနားလည်တယ်ဆိုရင်ဒုက္ခစင်းရဲဆိုတာမရှိတော့ပါဘူး။စိတ်ထိခိုက်ဝမ်းနည်းစရာတစ်ခုခံစားရတဲ့အခါ အဲ့ဒီဝမ်းနည်းစရာကိုပျောက်ွယ်သွားစေလိုတဲ့ဆန္ဒမထားပဲမမှန်ကန်ကန်နဲ့ရင်ဆိုင်ခံစားရတယ်ဆိုရင်ဝမ်းနည်းမှုကိုခံစားရပေမဲ့အဲ့ဒီဝမ်းနည်းမှုအတွက်ဒုက္ခဆင်းရဲရောက်ရတာမျိုးမဖြစ်တော့ဘူးတကယ်ဆိုရင်အဲ့ဒီထိခိုက်ဝမ်းနည်းမှုတွေတဲမှာဘဝကိုပိုပြည့်စုံစေတဲ့အရာတွေရှိပါတယ် ျော်ရွှင်စရာတစ်ခုကြုံတွေ့ရတဲ့အခါလဲအဲ့ဒီပျော်ရွှင်မှုဆက်ရှိနေဖို့ပိုးပျော်စရာကောင်းလာဖို့ဆန္ဒမထားဘူးဆိုရင်ကိုယ့်ရဲ့စိတ်နှလုံးအေးချမ်းမှုမဆုံးရှုံးရပဲပျော်ရွှင်မှုကိုဆက်ခံစားလို့ရပါတယ်ဒါပေမဲ့အရာရာတိုင်းကို အရှိကိုအရှိတိုင်းလက်ခံပြီးဘာလို့ရင်ဆန္ဒမှမရှိတဲ့စိတ်မျိုးဖြစ်အောင်ဘယ်လိုလုပ်ရပါသလဲဝမ်းနည်းစရာဝမ်းနည်းစရာအတိုင်း ပျော်ရွှင်စရာကိုပျော်ရွှင်စရာအတိုင်းနာကျင်မှုကို နာကျင်မှုတိုင်းလက်ခံဖို့ဘယ်လိုလုပ်ရပါသလဲအဲ့ဒီအတွက် အရာရာကို အရှိကိုအရှိတိုင်းအမှန်ကိုအမှန်တိုင်း ။ဘာလို့ရင်ဆန္ဒမှာမပါပဲရင်ဆိုင်တတ်အောင်စိတ်ကိုလေ့ကျင့်ပေးတဲ့တရားထိုင်နည်းလမ်းတချို့ဂေါရမချမှတ်ခဲ့ပါတယ်။ဒီကမ္မထမ်းကျင့်တွေကငါဘာကိုကြုံတွေ့ခံစားခြင်းတလဲဆိုတာတဲ့ငါဘာတွေကြုံတွေ့ခံစားနေရတလဲဆိုတဲ့မိကွန်းပေါ်စိတ်ရဲ့အာရုံစူးစိုက်မှုကိုစူးစီးပေးပါတယ်။ဒါဟာရရှိဖို့ခက်ခဲတဲ့စိတ်အခြေအနေတစ်ခုပါ။ဒါပေမဲ့မဖြစ်နိုင်တာကတော့မဟုတ်ပါဘူး။ ဒီတရားမှတ်တဲ့နိလန့်တွေကိုလူတွေအတွက်ကိုချင်းတရားစည်းကမ်းတွေဖြစ်ဂေါရမက အုံမြင့်ချသတ်မှတ်ပေးခဲ့တယ်။ဒါမှသာလူတွေအနေနဲ့တကယ်အရှိတရားတွေပေါ်အာယုံစူးစိုက်ပြီးလူရင်းဆန္ဒတွေ စိတ်ကူးယဉ်မှုတွေရဲ့အောက်ကိုနစ်မြုပ်ကြာရောက်သွားမဲ့ဖြစ်ကနေလွတ်ပြအောင်အားထုတ်ဖို့လွယ်ကူမှာပါ။ဂေါရမကသူ့နောက်လိုက်တွေကို သူတစ်ပါးအသက်သက်ချင်းကိုရှောင်ဖို့သူတစ်ပါးသားမယားမပြစ်မှာဖို့သူတစ်ပါးပြည်စီမခိုးယူဖို့မှာကြပါတယ်။ဘာကြောင့်လဲဆိုတော့ဒီအကုသိုလ်လုပ်ရက်တွေကအာနာအတွက်ရတာတနာအတွက်စီစဉ်ဥစ္စာအတွက်လူရင်ဆန္ဒမိတွေကိုပုံမတောင်းအောင်စေပါတယ်။ဒီမိတော့တွေကိုပြီးတိုင်းငိမ့်တန်နိုင်ပြီဆိုရင်ဒီလိုရင်စန္ဒတွေရဲ့နေရာမှာနှိပ်ပန်းဆိုတော့ ပြီးပြည့်စုံတဲ့စိတ်ကျေနပ်မှု စိတ်တည်ငြိမ်တန့်ရှင်းမှုစိတ်ချနေတဲ့ကူကဝင်ရောက်စားထုတ်လာပါတယ် နိဗ္ဗာန်ရဲ့တရားပါတာပြန်ကတော့မိကိုငြိမ့်သက်ခြင်းလို့ဒိဗေရပါတယ်။နိဗ္ဗာန်ဆိုတဲ့အခြေအနေကိုရောက်သွားတဲ့သူတွေကဒုက္ခဆင်းရဲအကုန်လုံးကနေပြီးတိုင်းကင်းစင်လွတ်မြောက်ကြပါတယ်။သူတို့ဟာမောဟတွေစိတ်ကူးယဉ်မှုတွေကနေလွတ်ကင်းပြီးတကယ့်အရှိတရားကိုရှင်းလင်းဆုံးအမြင်နဲ့ထောထွေသိမြင်ကြပါတယ်။သူတို့တွေအနေနဲ့စိတ်မချမ်းသာစရာတွေ၊နာကျင်စရာဝေဒနာတွေနဲ့ဆက်လက်ကြုံတွေ့နိုင်ပေမဲ့လည်းအဲ့ဒီလိုဖြစ်ရတွေကသူတို့ကိုဒုက္ခဆင်းရဲဖြစ်စေမှာမဟုတ်တော့ပါဘူး။လူရင်ဆန္ဒမရှိတဲ့လူတယောက်ဟာ ဒုက္ခဆင်းရဲခံစားရမှာမဟုတ်ပါဘူး။ဗုဒ္ဓဝင်ကျမ်းတွေရဲ့အဆိုအရဂေါရမကိုရိုင်ဟာနိဗ္ဗာန်ကိုရရှိခဲ့ပြီးဒုက္ခဆင်းရဲကနေပြည်တိုင်းလွတ်မြောက်ခဲ့ပါတယ်။ဒါကြောင့်သူ့ကိုဗုဒ္ဓလို့ခေါ်ကြပြီးဒိဗေကတော့ဉာဏ်အလင်းရသူဖြစ်ပါတယ်။ဗုဒ္ဓဟာသူရှာဖွေတွေ့ရှိထားတဲ့အရာတွေကိုတပါးသူတွေကိုရှင်းပြခြင်းနဲ့သူ့ရဲ့ဘဝတစ်လျှောက်လုံးကိုဂုဏ်လွန်ခဲ့ပါတယ်။ဒါမှသာလူတိုင်းဒုက္ခဆင်းရဲကနေလွတ်ကင်းနိုင်မှုပါ။ဗုဒ္ဓကသူ့ရဲ့တင်ကြားမှုတွေအားလုံးကိုဥရေသာတစ်ခုတည်းနဲ့အ တူဆုံးရှင်းဆုံးဖော်ပြခဲ့တယ်ဒုက္ခဆင်းရဲဆိုတာလူရင်းဆန္ဒတဏှာတွေကြောင့်ဖြစ်လာရတယ်ဒီဒုက္ခဆင်းရဲကနေအပိတိုင်လွတ်မြောက်ဖို့တခုတည်းသောနိလန်ကတော့လူရင်းဆန္ဒတဏှာတွေစီကနေအပိတိုင်လွတ်မြောက်ဖို့ပဲဖြစ်တယ် ဒီလွင်ဆန္ဒတဏ္ဍာရီကနေပြည်တံလွတ်မြောက်ဖို့တခုတည်းသောနိလန်ကတော့အရာအလုံးကိုရှိကိုရှိတိုင်းရင်ဆိုင်တတ်အောင်စိတ်ကိုအလေးချင်းလုပ်ဖို့ပဲဖြစ်ပါတယ်ဒီဥပဒေသားကိုဓမ္မလို့ခေါ်ပြီးဗုဒ္ဓဘာသာဝင်တွေကတော့သဘာဝတရားကြီးရဲ့စัจ java လာဆိုင်ရာဥပဒေသားတခုလို့မြင်ကြတယ် KD ယူပဗေဒမှာတော့ E ဟာ MC square နဲ့အမြဲတမ်းညီတယ်လို့ပဲ ဒုက္ခဆင်းရဲဆိုတာလူရင်းဆန္ဒတဏှာတွေကြောင့်ဖြစ်တယ်ဆိုတဲ့အချက်ဟာဘယ်နေရာမှာမဆိုအမြဲတမ်းမှန်ကန်ပါတယ်။ဗုဒ္ဓဘာသာဝင်တွေဟာဒီဥပဒေကိုယုံကြည်တဲ့သူတွေဖြစ်ပြီးသူတို့လှုပ်ဆောင်သမျှအရာတွေအားလုံးမှာဒီအချက်ကိုအဓိကအခေယာဖြစ်ထားရှိကြပါတယ်။တခြားတစ်ဖက်မှာလည်းနတ်ဘုရားတွေကိုယုံကြည်ရဲဆိုတာဟာသူတို့အတွက်အသေးအဖွဲလောက်သာအရေးကြီးပါတယ်။တဘာတဲ့သော ဖန်ဆင်းရှင်ဘုရားကိုယုံကြည်တဲ့ဤကနာထဘာသာတရားတွေရဲ့ပထမအခြေခံဥပဒေက ဘုရားသခင်ဆိုတာတကယ်ရှိတယ်ဘုရားသခင်ကငါ့စီကဘာလို့ရှိတယ်လဲဆိုတာပါဗုဒ္ဓဘာသာရဲ့ပထမအခြေခံဥပဒေသားကဘဝဟာဒုက္ခဆင်းရဲတွေအပြည့်ပဲအဲ့ဒါကနေလွတ်မြောက်အောင်ငါဘယ်လိုလုပ်ရမလဲ။ ဗုဒ္ဓဘာသာကနတ်ဘုရားတွေရဲ့တည်ရှိမှုကိုမငင်းပယ်ပါဘူး။ဗုဒ္ဓဘာသာမှာနတ်ဘုရားတွေကိုမိုးရွာခြင်းအောင်မြင်မှုတွေကိုယူဆောင်လာနိုင်တဲ့တကူအစွမ်းကြီးမားသူတွေဖြစ်နေဖို့ပြထားပါတယ်။ဒါပေမဲ့ဒီနတ်ဘုရားတွေကလည်းဒုက္ခဆင်းရဲဆိုတာလူရင်းဆန္ဒတဏ္ဍာတွေကြောင့်ဖြစ်တယ်ဆိုတဲ့ဥပဒေသားနဲ့ပတ်သက်လို့တော့ဘာမှမတတ်နိုင်ကြပါဘူး။တကယ်လို့လူတစ်ယောက်မှာလူရင်းဆန္ဒတဏ္ဍာတွေမရှိဘူးဆိုရင် ဘယ်နဲ့ဗျာကမှသူ့ကိုစိတ်ဆင်းရဲအောင်မလုပ်နိုင်ပါဘူး။ထိုနည်းတူပဲလူတယောက်ရဲ့စိတ်ထဲမှာလူရင်းဆန္ဒတဏှာတွေဖြစ်ပေါ်လာပြီဆိုတာနဲ့စัจ java လာတစ်ခုလုံးမှရှိတဲ့နတ်ဗျာတွေစုပေါင်းပြီးသူစိတ်ဒုက္ခဆင်းရဲမဖြစ်အောင်မကယ်တင်နိုင်ပါဘူး။နောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာပဲဖြစ်ပါရဲ့ရှင်။ကျေးဇူးတင်ပါတယ်ရှင်။ကျွန်မတူတာပါ။